မြန်မာတန်စင်တစ်ချင်းတစ်ပေါ်အောင်မြင်ခဲ့ပြီးကောင်းဝင်ပြီဆိုရင်နောက်လာမယ့်နှစ်ပေါင်းတရာမှာနောက်လာမယ့်နှစ်ပေါင်းထောင်ချီကြီးဆက်လက်ပြီးတော့တည်ဆောင်သွားလို့ရတယ်ဆိုမိတ်ဆွေတို့အနေနဲ့လည်းခံပါလာဒီဘက်ခေတ်တစ်ချင်းနေဘလောက်ပဲအောင်မြင်တယ်လို့ပြောနေပြောနေရက်နေငယ်လာနေငယ်လာနားထောင်ပြီးတော့ပြီးတစ်ချင်းရတယ်နားထောင်တော့မှလည်းမသိတော့ကြောက်ချင်မကပျောက်သွားမှသိကြတယ်ဒါပေမဲ့အရင်ခေတ်ကတစ်ချင်းကိုကျွန်တော်တို့ပြန်လည်ပြီးတော့ကြည့်လိုက်လို့ခါမှာယနေ့ချင်းကြီးကောင်းနေတဲ့တစ်ချင်းကြီးအများကြီးရှိတယ်ဆိုလိုကြီးတွေဆိုတော့တစ်ချင်းအကောင်းတွေလည်းအများကြီးရှိတယ် အဲ့ဒီတချင်းကောင်းတွေအများကြီးရှိတဲ့အထက်ကမှဒီနေ့ဦးလုံးမှုဆိုတာလေတချင်းကောင်းလေးတွေကိုကျွန်တော်ပြန်လည်ပြီးတော့ညှောက်ဖို့ပြင်ချင်ပါတယ်ပြန်လည်ပြီးတော့အသက်သွင်းချင်ပါတယ်အားလုံးပဲကျွန်တော်နဲ့တူလိုက်ပြီးတော့နားဆင်ပြကြပါဦးလုံးမှုကတော့ကျွန်တော်တို့မိဘတွေခစ်တဲ့ကနေပြီးတော့ဒီဘက်ခစ်လူငယ်တွေဒီကြိုက်လာခဲ့တဲ့အဆိုတော်ကြီးတူပဲဖြစ်တယ်နောက်ဦးလုံးမှုကတချင်းတွေအရင်ကအဘိဗေပြေးသွားလို့လို့လို့အရင်ကအနှစ်သာရပြေးသွားတဲ့တချင်းတွေကဖွဲ့စည်းရေးဆက်တည်ပေါ်ပြီးတော့ဆိုသွားတဲ့ကနဝင်တည်တံ့စဉ်တူပဲဖြစ်တဲ့ ဥလုံးဝဲဘောဆက်ကြောင်းတော့နောက်ဗီဒီယိုမှာကျွန်တော်ပြလဲပြီးတော့ဖျောက်ပေးခြင်းနဲ့ဒီနေ့မှာတော့ဥလုံးဝဲတချင်းစာကြောင်းတချောင်းစီတိုင်းမှာဘလို့ချင်းဆက်လေးတွေရှိတယ်ဘလို့လေးတွေရေးဖွဲ့ပြီးတော့ဘလို့လေးတီဆူသွားတယ်ဆိုတော့ဒီနေ့ဗီဒီယိုမှာကျွန်တော်နဲ့တူတူအားလုံးနားဆင်ရအောင်ဖြစ်တယ်အဲ့ပေတချင်းတွေဖြစ်မဲ့ဘလို့အရသမျိုးတွေကိုနားထောင်အောင်ဆိုတော့အားလုံးပဲကြည့်လိုက်အောင်ဥလုံးဝဲရဲ့ဆရာမဆူတဲ့တချင်းကတော့ဒီဘက်ကလူငယ်တော်တော်များများနဲ့မစိမ့်ကြဘူးလို့ကျွန်တော်အနေနဲ့ထင်တယ် ။ဘာကြောင့်လဲဆိုတော့ဒီဘက်ကလူငယ်တော်တော်များများဒီဒီရှင်းလေးကိုအရောက်မှာတိုင်နဲ့တက်လို့ဒီလူတွေပါတယ်။တချို့တော့လူတွေကြတော့ပြန်ဝဲဒီမှာဆူလာတာလို့ကျွန်တော်တွေးမြင်ရတယ်။ဂီတာလေးတက်တောင်းတောင်းနဲ့ပြဒီဆရာမတချင်းလေးကိုပြတီးခတ်ပြီးတော့ဟိုပြန်လည်ပြီးဆွေးနေတာလဲကျွန်တော်အနေနဲ့အများကြီးမြင်ရတယ်။ ဒီတခြင်းကဥလုံးမွေးဘဝအစတခြင်းလို့လည်းပြောရရတယ်။နောက်ဥလုံးမွေးသူ့ရဲ့ဘဝအကြောင်းလေးကိုဒီတခြင်းထဲမှာအကုန်လုံးကိုထည့်ပြီးတော့ဆိုရတယ်။ဒီတခြင်းမှာပြဥလုံးမွေးသူ့ရဲ့ငင်းနေမယ်ဒီမှာသူကတခါတည်းထည့်ပြီးလို့ရေးဆက်ပြီးတော့သူ့ကိုယ်တိုင်ခံစားပြီးတော့ဒီဆိုလာလို့တခြင်းတစ်ခုဖြစ်တယ်။တခြင်းရဲ့ပထမစကြောင်းမှသာလေအတိတ်ပဲအများကြီးပေါ်လွင်စေတယ်ဗျာ။နာနေငယ်ကအတန်းထဲမှာခုံခေါက်ရင်တချင်းလေးဆိုဒါကိုဆရာမကကြားတော့အတန်းရှိကိုလာစမ်းဒူကုံနဲ့အရှိတ်ကြီးရှက်ရအောင်ခုံခေါက်တဲ့လက်လေးကိုပေးတန်းဆောင်နဲ့ရိုက်ပြီးမှောင်တင်ခဲ့တယ်ဆိုပြီးစာသားလေးရ ရဲရဲမှာကျောင်းသားတွေအတွက်အဓိပ္ပာယ်ပြီးသွားတဲ့တရှင်းလို့တွေဖြစ်တယ်။ကျောင်းသားတော်တော်များများစာသင်နေလို့ချိန်မှာတချင်းဆိုဝန္ဒနာပါလို့ကျောင်းသားတော်တော်များများဘယ်လိုဆိုကြလဲခုံလေးခောက်ပြီးတော့ပဲအဓိကများများပါပြီးဆိုရတဲ့ဒါကိုဆရာမကကျောင်းသားမလုပ်ဘဲနဲ့ဒီတချင်းကိုပဲဆိုနေရမလားအထူးသူတို့အမိကအရင်များဖတ်များတဲ့ဒီတချင်းလေးကိုပဲဆိုရမလားဆိုပြီးတော့လူပုံလည်းမှာဗျအရှက်ကြီးရှက်ရအောင်ဆိုပြီးတော့ခေါ်ပြီးတော့ပေးတယ်နောက်နဲ့ရိုက်ခဲ့တော့ ရတလေးကိုရေးရတာလည်းဖြစ်တယ်။ချင်းနေရရတော့လောက်ခါမှဒီအစိုးရလောက်ကိုစတင်ပြီးလောက်တော့လောက်ခါမှသူ့ရဲ့ show ပဲကိုအမှန်မထင်မနဲ့ဆရာမက ရောက်လာလောက်ခါမှသူ့ရဲ့ဘဝစကြောင်းတွေကိုဒီတချင်းလေးနဲ့သူကပြန်လည်ပြီးတော့ပြောရှင်းနေတယ်ဗျာ။သူစူးစူးဘဝနဲ့ဆရာမရဲ့ဘူးတဲ့သူဆိုတာစူးစူးဆိုတော့ဘူးလုံးဝဲအနေနဲ့ပဲဖြစ်တယ်။အဲ့ဒီဘဝနဲ့ဆရာမရဲ့ဘူးတဲ့သူဆိုတာကိုဆရာမကတော့မှတ်မိမှမထင်ဘူးလေ။အရင်ကတော့ပျောင်ပျောင်လုံးနဲ့လက်ရည်အရင်ကတော့အသေးပိတ်ပြီးသွားလုံးနဲ့လက်ရည်နဲ့ရေးဆက်ထားပြီးတော့ရင်ဘတ်ကြီးနဲ့ရေးဆက်ထားတဲ့တချင်းတစ်ပုဒ်တွေဖြစ်တယ်နော်။ ဒီချင်းရဲ့စာကြောင်းကအများကြီးမရှိဘူးဆိုပေမဲ့ဘာကိုရည်ညွှန်းစို့ဘာကိုရည်ညွှန်းချင်တာဘာကိုပြောချင်တာဆိုတော့စာကြောင်းတူတူလေးနဲ့ကိုထိတိမိမိရေးစမ်းနိုင်ရင်ထိတိမိမိကိုပြောသွားနိုင်ရတာအရန်အရန်ပုံမှာအဓိပ္ပာယ်တွေပြီးဝလို့နဲ့အချင်းတဘို့ဖြစ်တယ်အရန်ရန်ပုံမှာဖွင့်လွှဲတတ်တဲ့ဘလမွဲအညံ့ပညာရန်ပုံမှာဂီတကိုချင့်မြင့်လို့ရကြတယ်ဆိုတော့ဖျက်ချင်တယ်ပေါ့နော်ကျော်တော်ဘောအမေရဆိုတော့တချင်းရတယ်ကျွန်တော်တို့အခြေခံလူလန်းစားဘဝတွေကိုရေးဆက်ထားတဲ့တချင်းတစ်ပုဒ်လေးဖြစ်တဲ့ ။နောက်ဒီတချင်းလေးရဲ့အတိတ်ပဲဒီတချင်းလေးရဲ့ဘဝဆက်ကြောင်းလေးရတယ်ကွာ။ကျွန်တော်တို့ကလေးငယ်လေးတယောက်ကမိဘတွေအဆင်မပြေလို့ကြားမှာအဖေကလည်းအသက်60ပြည့်လို့ခါမှာပင်စင်ကယူသွားပြီးအမေကလည်းဒီအဖေစင်လာလာလေးနဲ့မလောက်လို့ခါမှာဟိုတန်နိုင်တပိုင်လေးဆိုပြီးတော့မိသားစုစာအုပ်နေရတဲ့အတွက်ကိုတားသိမ့်နေပြီးမှကြော်လေးလေးထိုးပြီးတော့ အကျော်လေးတွေကိုရောင်းနေမိသားစုရဲ့စာဝတ်နေရေးလေးကိုဒီအကျော်ကျော်ပြီးတော့ဒီဖြည့်ရှင်းတယ်ပေါ့နော်ဖေးရလည်းပင်စင်တမမေရလည်းအကျော်သေးလေးဆိုတော့သူ့မှာမပြည့်စုံလို့ဘဝချာလေးကလည်းရုံးကနေပြီးတော့ကြောင်းတားလို့ဘဝလေးကိုပြန်လည်ပြီးတော့ရေးဆက်လာတဲ့အချင်းတစ်ပုတ်လေးဖြစ်တယ်။ဥမာကြောင်းသွားခင်မှာဒီမိဘတွေကိုလည်းအများကြီးဝိုင်းကိုင်းပြီးတော့လောက်ရတယ်။ဒီချိန်ခါမှာသူ့အမေကဈေးဝယ်ခံလိုက်လို့ခါမှာ ဒီလမ်းမှာဆီယာမနဲ့တွေ့ရပေါ့နော်လမ်းမှာဆီယာမနဲ့တွေ့လို့ခါမှာဆီယာမကလည်းသူ့ရဲ့ခန္ဓာကိုယ်မှာအကြုံနဲ့နေရလဲဆွဲနေတယ်ချွေးနဲ့နေရအများကြီးထွက်နေလို့သူ့ရဲ့ဘဝလေးကိုတိချင်းလို့တုတ်ကိုဒီကြောင်းလေးကိုပြန်လဲပြီးရေးဆက်ထားတယ်နဲ့တွေ့ရတယ်နော်ဒီတချင်းရဲ့စာသားလေးတွေအရင်အရင်ကောင်မှထိဆက်လုံးနဲ့အရင်ကောင်မှဒိဗေပြွာလုံးနဲ့အခြေခံလူရန်သားတယောက်ဘဝလေးကို ကြည့်ပြီးရေးဆက်ထားတဲ့တခြင်းလေးတစ်ပုံးနဲ့လည်းထင်ပါတယ်เนาะဒီချင်းနဲ့မှကျွန်တော်ရန်ကျက်လို့စားတာလေးတစ်ချောင်းမှာပျော်တာပေါ့အမေရေเนาะမိဘကိုစိတ်ချမ်းသာအောင်လို့ပြန်လဲပြီးတော့ပျော်တာကြောင်းကြီးမှာသားလေးတွတ်တော့ပျော်ပါတယ်ဆိုလို့စားတာလေးကရန်အရန်ပေါ်မှာကောင်းလို့ဒိဗေဒီပြီးွားလို့စားတာတစ်ချောင်းဖြစ်တယ်ဘာကြောင့်လဲဆိုတော့မိဘကလည်းမရှိလို့ကြားတဲ့ကလည်းသူ့ကိုကြောင်းထားတယ်ကြောင်းထားလို့အခါမှာဟိုအင်းကြီးကလည်း normal နဲ့ normal နဲ့မဟုတ်ဘူးကလည်းပေးနိုင်ချင်မှာပေးနိုင်မှာဒါပေမဲ့သူ့သားလေးကို तू ကမိလို့ခါမှာကြောင်းကြီးမှာပြောရလားလို့မိလို့ခါမှာ ူးနေနဲ့ဘလို့ပြန်ပြောလို့ဆိုတော့တခြားကလေးတွေလိုညာမပြောဘူးနေရတာမနေချင်ဘူးတကယ်ချင်းပေါင်းနေနေတာတော့နှိမ်လာလို့စင်းရဲလို့မပေါင်းချင်တာလို့ဒီလိုမရှိပဲနဲ့ပျော်တာပေါ့အမေရဆိုလို့ပြန်ပြောလို့စကားလေးကရဲရဲမှမှာအတိတ်ပဲပြီးသွားတဲ့စကားလေးတွေဖြစ်တဲ့စာကြောင်းလေးတွေလည်းဖြစ်တယ်နော်ဒီချင်းလေးကဥလမိုးရဲ့အောင်မြင်ဆုံးတချင်းတစ်ဖို့လို့လည်းပြောလို့ရတယ်ဥလမိုးရဲ့ဘဝမှတ်တိုင်တွေအများကြီးထူဆိုင်ကဲတချင်းတစ်ဖို့လို့လည်းပြောလို့ရတယ်နော်ဥလမိုးရဲ့ဒီတချင်းပုံပုံများစွာတဲကောင်ဒီတချင်းလေးကလည်းအရင်ကမှကောင်းမွန်တဲ့တချင်းလေးတစ်ဖို့ပဲလို့ ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်လာမယ့်ဗီဒီယိုတွေမှာကျွန်တော်နဲ့ပြန်တွေ့မယ်လို့ပြောကြရင်လည်းဘယ်ဆိုတော့လဲအချင်းလေးကိုပြန်လည်ပြီးတော့မျှဝေပေးခြင်းနဲ့ဆိုတော့ကိုအောက်ကမှမှာကျွန်တော်ကိုချိန်ရသွားလို့ပါမဲဆိုလို့ကွန်မန့်တစ်ကြောင်းစီတိုင်းကိုကျွန်တော်ပြန်လည်ပြီးတော့မျှဝေပေးမယ်ကျွန်တော်ပြန်လည်ပြီးတော့အကောင့်တွေပို့ပေးမှာပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်